ကျွန်တော်တို့ Chelsea အသင်းနဲ့ November ကာလပွဲချက်များမင်္ဂလာပါကိုခဲ Ace Chelsea fan page ကနေအပြောင်းအလဲတော်များအားလုံးကိုကြိုဆိုပါရစေဒီဗီဒီယိုလေးကတော့ကျွန်တော် Chelsea အသင်း November ကာလမှာဖျက်သန်းရမယ်ပွဲစဉ်အခြေအနေနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမှု လုပ်သားမှာဖြစ်ပါရခင်ဗျာလောလောဆယ်ကတော့ November လမှာနှစ်ပွဲကံပြီးသွားပြီပေါ့အဲ့နှစ်ပွဲလုံးကရှုံးတော့မရှုံး ါပေမဲ့ဒါပေမဲ့ quarter back ကိုတည်ကြတဲ့ပွဲစဉ်ကတော့ကျွန်တော်တို့အတွက်အထီးနာတယ်ဗျရှုံးတယ်လို့ပဲကျွန်တော်သတ်မှတ်တယ်ဆော November လအတွင်းတာတွယ်လေးတော့ကောင်းတယ်ဒါ result အရာကြည့်ရင်ပြောတာပေါ့ဗျာเนาะတော့ result အရာကောင်းတယ်ခြေသွမ်းမအရာနောက်လာမဲ့ပွဲချက်တွေကိုရင်ဆိုင်ရမဲ့အခြေအနေတွေရှိတယ်တိတ်ပြီးတော့မလွယ်ဘူး Esmoris ကနေနဲ့ဝူးရှူးွားတွေရှောက်မလို့ဘူးလို့တယ်လက်ရှိအချိန်ထိလူထုတ်ပုံမမှန်သေးဘူးလူလဲပုံမမှန်သေးဘူး ဒီ quarterback ကိုရှုံးတဲ့ပွဲနဲ့ပဲကျွန်တော်တို့စမယ်ဗျာစပားပွဲကထားလိုက်တော့နိုင်ပြီးသွားပြီနည်းနည်းကြာသွားပြီဆိုတော့ပြိတ္တအနေနဲ့ဟိုတိတ်စိတ်ဝင်စားတော့ဘူးအဲ့တော့ကျွန်တော် quarterback ကို November လရဲ့ဒုတိယပွဲစဉ်အဖြစ်ကစားခဲ့ရတယ်လူထုပ်ပုံကစမားတာဗျာကျွန်တော်ပြောပါတယ်တကဘာလုံးက Chelsea ပြိတ္တတွေမြင်တယ်မမြင်တာအဲ့ဒီတဲ့နီးပြ Maras ကကျွန်တော်တို့ကသူ့ရဲ့လုတ်ပိုင်ခွင့် join ကျင်မှု professional ဘောင်ကိုကြော်ပြီးပြောနေတာမဟုတ်နော် ရှစ်ပွဲနှစ်ပွဲလောက်ကကြိုးကြောင်ဖြစ်ခဲ့တဲ့အဲ့ဒီတိုက်စစ်အတွဲကိုသုံးတယ်နောက်မှာဟာတူအထဲထဲသုံးတယ်အဲ့လိုပုံသဏ္ဍာန်တွေကကျွန်တော်ရဲ့လေဘောလုံးမွဲချိနေတဲ့ကောင်းနေဗျမှားလားမှန်လားကျွန်တော်တို့ဝေဖန်ပိုင်းခြားတတ်တယ်သိတယ်ဟာမင်းကနီးပြားလောက်ကျွမ်းလို့လားဘာညာအဲ့ဒါအကန့်ချင်းမတူတကန့်ချင်းစီပဲဘောလုံးမွဲကိုချစ်မြတ်လို့စိတ်နဲ့အားပေးတဲ့အတွက်ကြောင့်ဒီပလေယာကတော့ဒီနေရာမှာကောင်းတယ်မကောင်းဘူးကျွန်တော်တို့ပြောပိုင်권ရှိတယ်နီးပြားလိုမျိုးဟာမဟုတ်ဘူး ဒီကောင်မအနေနဲ့ဒီပုံစံသုံးရမယ်ဘယ်သူဘယ်ပုံသုံးရင်ပိုကောင်းတယ်လို့ပြောတာမဟုတ်ပါဘူးဒီကစားသမားအဲ့ဒီအမှာအဆင်မပြေဘူးလို့ပဲကျွန်တော်တို့ပြိသက်တွေကထောက်ပြတာပါဆိုတော့အဓိကပြဿနာကလူထုတ်ပုံနောက်ပြီးလူစားလဲမှုဒါနီးပြနဲ့အဓိကသက်ဆိုင်တယ်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကကျွန်တော်အထလေးတဲ့ပြဿနာအဲ့ဒါကြီးကလည်းပရီးမီးယားလိပွဲစဉ်တက်ကလေးကစမြင်တာအခုတတိပြင်လို့မရသေးဘူးအခုဆိုရင်အချိန်လေးကတဖြည်းဖြည်းရလာပြီ ပရီးမီးယားလိပွဲတွင်10ပွဲတတီကစားပြီးသွားပြီနောက်တ28ပွဲကျန်သေးတယ်ကျွန်တော်တို့ပြင်ဆင်စရာတွေနော်အချိန်တွေအများကြီးကျန်သေးတယ်ဗျာဆိုတော့ကျွန်တော်တို့တွေကအခွင့်အရေးကိုမိမိရအသုံးမချနိုင်တာဒီရာဒီမှမဟုတ်ဘူးပြီးခဲ့တဲ့ဘောလုံးရာဒီတွေကအသုံးမချနိုင်ကြတာခွင့်တာတုံးမှမယုံချင်းခွင့်တာခိုင်းမှမလိုက်ချင်းလင်းဆိုတော့ကျွန်တော်တို့ချယ်စီနဲ့တော်တော်ဟိုကိုက်ညီတဲ့ကြပြားလေး ်ဖတ်မိလားပြီးခဲ့တဲ့ဘောလုံးရတယ်မှာကျွန်တော်ချန်ပီယံလိဝင်ခွင့်ရဖို့စိတ်အေးရဖို့အခွင့်အရေး၃ချိန်လောက်တိရခဲ့ဘူးတယ်အဲ့ပွဲစဉ်တွေရေးဆွဲမှုရဲ့နေရာ၃နေရာမှာပေါ့နော်ဒါပေမဲ့အဲ့ဒီအခွင့်အရေးကိုမမီရကျွန်တော်တို့အသုံးမချနိုင်ခဲ့ပါဘူးနောက်ဆုံးချိန်ခါမှာသူများနှာခေါင်းပေါက်နဲ့အသက်ရှူပြီးတော့ချဲစီကချန်ပီယံလိဝင်ခွင့်ရသွားတယ်လို့ပြောရမှာပေါ့နော်အဲ့ကျွန်တော်ပြောတဲ့စကားတွေကဗျာနားခါကောင်းခါလိုက်မယ်ဒါပေမဲ့အမှန်တရားတွေပဲဗျာတလား Chelsea break တက်တယောက်အနေနဲ့ကျွန်တော်ကတော့ဟို negative ဖြစ်ဖြစ် positive ဖြစ်ဖြစ်ပြောမှာပဲထပါအဲ့တော့ ဒီနိုဝင်ဘာလချက်စီးအတွက်အရင်ပွဲကြတယ်။ရှေ့အောက်တိုဘာမှာကျွန်တော်တို့နိုင်သိနိုင်ထိုက်တဲ့ပွဲတွေကိုသာအနိုင်ယူခဲ့မယ်ဆိုရင်နိုဝင်ဘာကခုသာခံတာရှိတယ်။အဲ့တော့အောက်တိုဘာလမှာချက်စီးကဆန်ဒလန်ကိုရှုံးသွားတဲ့ပွဲမျိုးပေါ့နော်တော်တော်အထိနာတယ်။ဟာဘရိုမဟုတ်ဘူးလေ။အဲ့မတိုင်ခင်တော့ချက်စီးကတောက်လျှောက်နိုင်ခဲ့တာဘာညာမှန်ပါတယ်မနိုင်ဘူးလို့မပြောပါဘူး။အောက်တိုဘာလချက်စီးအတွက်လုံးဝအိတ်ဇဲလန်ဖြစ်ခဲ့တဲ့လတလာ။သို့တော့ကျွန်တော်တွေက ရှုံးမဲ့ပွဲကြီးတွေကိုလည်းကြိုပြီးတော့ကာမိအောင်နိုင်ုံနိုင်တဲ့ပွဲမျိုးတွေကစားထားဖို့တော့လိုတယ်ဖြည့်ပြီးတွေးရင်တော့ရတာပေါ့ဗျာကျွန်တော်တို့ကအော်တိုဘာလမှာတပွဲပဲရှုံးတယ်နိုဝင်ဘာလလည်းဘလို့ပဲပုံကစားရင်ဘာညာဖြစ်နိုင်တယ်မှန်တယ်ဒါပေမဲ့ဘယ်သူမှအာမမခံနိုင်ဘူးကျွန်တော်ဒီနေ့ရသည်ချန်ပီယံလိဝင်ခွင့်ရမယ်လို့ဒီခြေသွင်းနဲ့သွားရင်အာမဘယ်သူမှမခံနိုင်ဘူးဟုတ်ကဲ့တလက်စာရမိတ်ဆက်ပေးချင်တယ်ကျွန်တော်ညီကိုလေးဘောလုံးပွဲကစားချင်တယ်ဆိုရင်စီနီယာတော့ချက်စီမှာမောင်ငါ6အိုင်ဘက်ခွန်ရှိကို9တော်နမစ်တို့ကိုမမာတစ်ယူနစ်ဖြစ် အပိုစုရေးတွေနဲ့ဂျုံကြီးသွားကစားလို့ရပါတယ်အသေးစိတ်သိကြတယ်ဆိုရင်တော့ဘာပဲနမ39963380380မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာโอเคအဲ့တော့ crabbe ကိုတည်ကြတာပြီးသွားပြီထားလိုက်တော့နောက်လာမဲ့ပွဲစဉ်တွေမှာမှားလို့မရဘူးရှစ်ကျွန်တော်နှစ်ပွဲရှိမယ်เนาะတကယ်ပွဲချက်တွေမတိုင်ခင်နှစ်ပွဲရှိမယ် Wolverhampton နဲ့ညနေကြီးကျွန်တော်ထားကြည့်အောင်မယ်အဲ့ပွဲစဉ်ဆိုရင်ဒါ Wolf ကနီးပြတဲ့တယောက်ခန့်အပ်ကောင်းလဲခန့်အပ်ပြီးပြီဗျာ ဘယ်လိုပဲဖြစ်ကျွန်တော်တို့အိမ်ကွင်းမှာကစားရမှာအများကြီးတာသည်ရရှိနိုင်တယ်အဒီပွဲကိုဆိုရင်ဒါမဖြစ်မနေအနိုင်ယူရလိမ့်မယ်နိုင်ဖို့လည်းကျွန်တော်တို့စွမ်းဆောင်ရင်ရှိနေတယ်ဒါဝူဗန်တန်လို့အသင်းမျိုးမနိုင်ရင်လည်းပြောမနေနဲ့တော့နော်ကျွန်တော်နောက်ထပ်တပွဲကဘန်လီနဲ့နည်းနည်းလေးတော့ပြဿနာရှိတယ်အဝေးကွင်းမှာသွားပြီးကစားရမယ်ဘန်လီဒီတန်တက်လာတဲ့အသင်းတွေထဲမှာမာဂုံနည်းနည်းလေးရှိတဲ့အသင်းပေါ့နော် အသင်းတွေဆိုရင်တူတူတန်တန်ဒုက္ခပေးလိပေးတာရှိတယ်ကျွန်တော်မှတ်မိတယ်မန်စီးတီးတောင်မှဝမ်းစီးနဲ့ကတ်နိုင်တာလားမသိဘူးဗျအဲ့တော့အဝေးကွင်းမှာကျွန်တော်တို့ဘန်လီကိုဝူးရှူရည်တွားလို့ရင်တော့တွားမှာတွားမှာဆိုတာအဲ့ဒီဘန်လီပွဲကအရင်ရေးကြီးတယ်ဗျဘာကြောင့်လဲဆိုတော့ဒီဘန်လီပွဲပြီးသွားပြီဆိုရင်ကျွန်တော်တို့တွေ့ရမယ်အသင်းကဘာစလိုနာနဲ့ပြီးရင်အာစနယ်နဲ့ရှော့ပွဲစဉ်တိုင်းနိုင်ဖို့တော့ပြောတာမဟုတ်ဘူးဒါပေမဲ့နိုင်တဲ့နိုင်တဲ့ပွဲတွေနိုင်ရဖို့အရင်ရေးပါတယ်နော်ကျွန်တော်တို့ကွာရဘက်ကိုသာနိုင်လိုက်ရင်ဘလို့ဘလို့ကျွန်တော်တို့ ခင်မလဲနော်ဆန်လန်ကိုရှုံးပြီးနောက်ထပ်ကျွန်တော်တို့ပွဲစဉ်၃ပွဲနိုင်သွားပြီဟာ၃ပွဲဆက်နိုင်သွားပြီလေချယ်ဆီကပြီးရင်ဝူးဖ်ကိုနိုင်တယ်၄ပွဲဆက်နိုင်သွားပြီဘန်လီဟိုဘာထပ်နိုင်မယ်၅ပွဲဆက်နိုင်သွားပြီအဲ့ဒီ၅ပွဲဆက်အနိုင်ရဲ့စိတ်တဲ့ခွန်အားပိုင်းကဘရိုကြောက်စရာကြီးငါတို့က၅ပွဲဆက်နိုင်ထားတဲ့အသင်းတစ်သင်းဘာဖြစ်လဲကွာဘာစလိုနာအိမ်ကွင်းမှာတီးမယ်တော်တော့၅ပွဲဆက်မနိုင်ဘူးဆိုရင်တေချလိုက်နိုင်လိုက်ဆိုရင်အဲ့လိုမျိုးအရှိန်အဟုန်ရမှာမဟုတ်ဘူးအဲ့တော့ကြောင့် win streak တွေကအရင်ရေးပါတယ်လို့ကျွန်တော်ပြောတာ โอเคအဲ့တော့ဘာစလိုနာနဲ့ပွဲကအိမ်ကွင်းမှာကစားရမယ်ဘာစလိုနာကလည်းအရန်ကောင်းတဲ့အခြေအနေမျိုးမဟုတ်ဘူးကလပ်ဘရူဂေးကိုလည်းဒါတနည်းအားချန်ပီယံလိမှာတည်ကြသွားသေးတယ်မရှုံးအောင်ကစားလို့ရတယ်ဗျာအသေးတန်တင်မလားညှစ်ထုတ်ပြီးကစားနေစရာမလိုဘူးယူရချက်ပြက်ပြက်တသားနဲ့အန်တိုမော်ရက်စ်ကဘာလို့ချင်တယ်လဲတေချာသိရင်ကျွန်တော်တို့မရှုံးဘူးအဲ့ဒါတေချာပေါ့ပြောရဲတယ်ဆိုတော့ကျွန်တော်တို့ဒီရှေ့လေးဘွဲမှာ Wolf, Burnley, ဘာစလိုနာကိုလုံးဝမရှုံးခဲ့တဲ့ပုံစံမျိုးနဲ့အာစနယ်တင်းကိုထပ်ပြီးတော့အက်ခန်ရှင်ပြိုင်ကစားရမယ်ဆိုရင်မျောလင်းချက်ကောင်းနေအများကြီးရှိတယ်ဒီလိုပြောလို့နိုင်မယ်ပါ냐ပြောတာမဟုတ်ဘူးเนาะအာစနယ်ကတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော် appreciate လုပ်ရမှာပဲเนาะချီးကျူးတိုက်သူကိုချီးကျူးပေးရမှာပဲမချီးကျူးလို့မရအောင်အကန့်လေးရတော့ခွဲထားစီခြင်းလေအာ throw the pitch ဒီမှာစတာနောက်တာတပိုင်းများအာစနယ်ပရိသတ်တိုင်းကလည်းလေးကျဲတာမဟုတ်ဘူးချက်စီပရိသတ်တိုင်းကလည်းလေးကျဲတာမဟုတ်ဘူးအကုန်လုံးကလူတူးတူးတယောက်ချင်းစီရဲ့စိတ်နေစိတ်ထားချင်းနဲ့တတ်ဆိုင်တယ်ဗျာ တော့ထားပါအဲ့တော့ဒီပွဲမှာကျွန်တော်အနေနဲ့အာဆနယ်ကိုခဲရခဲစေကစားနိုင်နေဆိုရင်ပဲရှစ်ပွဲတွေဒါကောင်းလို့ရရလက်လေးရခဲ့မယ်ဆိုရင်အာဆနယ်ပွဲစဉ်မှာကျွန်တော်တို့အတင်ဟာခွန်အားအပြည့်နဲ့ဒီပွဲကိုရင်ဆိုင်ဖို့အတွက်အသင့်ဖြစ်နေမှာပါခင်ဗျဟုတ်ကဲ့ဒါကတော့ကျွန်တော်နိုဗ ెంబ ာလမှာချက်စီတင်ရင်ဆိုင်ကစားဖို့ရှိနေတဲ့ပွဲစဉ်အခြေအနေနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးခဲ့တာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်